ပါလီစောပါဒီကနေ့ဇွန်လ30ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်မှာလုံခြုံရေးကြောင့်ခရီးသွားထောက်ခံစာတောင်းခံရမှုကို အတိုင်းအတာတစ်ခုအထိဖြေလျှော့ပေးစီလိုတဲ့ဆိုတဲ့သတင်းရခိုင်မှာသွေးအားစုတွေဈေးတက်လာနေလို့စက်မှုလေယာစနစ်ကနေလက်မှုလေယာစနစ်ကိုပြန်လည်ရောက်ရှိလာတဲ့ဆိုတဲ့သတင်းပလောဝါမှာ AAC စစ်တနန်းတက်ဖို့တွားရောက်သူတွေကိုဒေသခံတွေက အာရဝန်သာကြိုဆိုရဲဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။စီရင်တဲ့လုံခြုံရေးအခြေအနေတွေကြောင့်မြို့နယ်အတွင်းခီးသွားလာရမှလိုအပ်တဲ့ထောက်ခံစာတောင်းခံရတာတွေကို အတိုင်းအတာတစ်ခုအထိဖြည့်လျှော့ပေးစီလိုတယ်လို့တောင်ကုတ်ဒေသခံတွေကတောင်းဆိုကြပါရယ်။တနေရာကိုသွားမယ်ဆိုရင်ထောက်ခံချက်စာယူရပြီး နေတိုင်းသွာလာနေကြရတဲ့နေရာတွေကိုလည်းတခါသွားဖို့အတွက်တခါယူရတာမျိုးကအဆင်မပြေမှုတွေရှိနေတယ်လို့တောင်ကုန်းမြို့နယ်ပြည်သူတယောက်ကနမိတ်ဆရာကိုပြောပါရယ်လုံခြုံရေးအခြေအနေကြောင့်လက်ရှိအရခတတော်အေးထိန်းချုပ်ထားတဲ့တောင်ကုန်းမြို့နယ်ကဒေသခံပြည်သူတွေအနေနဲ့ခရီးသွားလာရမှာအရခပြည်သူတော်လှန်ရေးအစိုးရရဲ့ခွန်ပြုချက်ထောက်ခံချက်တွေနဲ့သွာလာနေရတာဖြစ်ပါရယ်အခုလိုထောက်ခံစာယူရမှာမြို့နယ်အတွင်းမှာရှိတဲ့ကြီးဝါတွေကိုသွာလာရမှာလေး ရက်ွက်ယုံထောက်ခံချက်စာပါမှသာဖြတ်တန်းသွားလာခွင့်ရကြတယ်လို့ဒေသခံတွေကပြောကြပါရယ်။စည်ရဲကာလလုံခြုံရေးတင်ကျပ်ထားတဲ့အပေါ်မှာနားလေပေမဲ့လေမြို့အနီးအနားကပ်နေတဲ့ကြီးရွာတွေမြို့နေတွေအတွင်းကရွာတွေကိုသွားလာတဲ့အခါမှာတော့နည်းနည်းပါးပါးဖြေလျှော့ပေးစီလိုတယ်လို့လည်းဒေသခံတွေကတောင်းဆိုကြပါရယ်ရှင်။ရခိုင်မှာတကြောပြန်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီကလမ်းပိုက်ထားမှုကြောင့်သွေးအားစုတွေစစ်တက်နေတဲ့အတွက် စက်မှုလေယာလုပ်ငန်းစနစ်ကနေလက်မှုလေယာလုကင်ခြင်းစနစ်ကိုပြန်လည်ရောက်ရှိလာနေတယ်လို့သိရပါတယ်။အရင်အစိုးရအဆက်ဆက်ကလေသမားတွေကိုလက်မှုလေယာစနစ်ကနေစက်မှုလေယာစနစ်ကိုကူးပြောင်းကြဖို့တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့လက်ရှိမှာတော့စစ်ကောင်စီရဲ့လမ်းပန်းဆက်သွယ်ရေးတွေဖြတ်တောက်ပိတ်ဆို့ထားတဲ့အတွက်ကြောင့်ရခိုင်မှာစက်သုံးစီအပါအဝင်လေယာလုပ်ငန်းတွေအတွက်သွင်းအားစုတွေအဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။ ဒါကြောင့်ငွေကြေးမတက်နိုင်သူတွေမှာစက်မှု၄စနစ်ကိုကူပြောင်းနိုင်တာမျိုးမရှိဘဲနဲ့လက်မှု၄စနစ်နဲ့ပဲပြန်လည်လုပ်ကိုင်နေကြရတယ်လို့လေသမားတွေကပြောကြပါတယ်။လေယာလုပ်ငန်းတွေအတွက်အဓိကအသုံးပြုတဲ့73စီနဲ့ Transat 3စက်ပစ္စည်းကရီယာတွေဟာအဆမတန်ဈေးမြင့်တက်နေတဲ့အပြင်လေထုံစက်နဲ့လေထုံရက်ဖို့အတွက် မတက်နိုင်သူတွေရှိနေကြတာကြောင့်လေယာထွန်းရက်ရမှာကျွေးနွားတွေနဲ့ထွန်းရက်နေရတယ်လို့ကျောက်တော်မျိုးကလေသမားတယောက်ဖြစ်တဲ့ဥခရိုမီလာကပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလေသမားတွေအနေနဲ့မြေဩစာတွေမကျင်းနိုင်တဲ့အတွက်ကြောင့်စပားပင်တွေမဖြစ်ထွန်းတာတွေရှိခဲ့သလိုစပားဈေးကောင်းတွေမရရှိပဲအရှုံးပေါ်ကြတဲ့အတွက်ကြောင့်လည်းလေအကတွေကိုရှော့ချရသူတွေရှိခဲ့တယ်လို့သိရပါတယ်ရှင်။ရှင်းပြနေပလဝါမြို့နယ်မှာအရခတက်တော် AAC စစ်တင်တန်းတက်ဖို့တွားရောက်သူတွေကိုဒေသခံတွေကအားရဝန်တာကြိုဆိုကြတယ်လို့သိရပါတယ်။အဲဒီလိုတွားရောက်ကြတာကိုရခိုင်စီရော TV ကြိုဆိုနေကြပုံကို ဝီလော့ပလဝါရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒီကနေ့ဇွန်လ28ရက်နေ့ညနေပိုင်းကတပ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။ EA ထုတ်ပြန်ထားတဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို ထုတ်ပြန်ပြီးတဲ့နောက်ပလဝါအပါအဝင်ရခိုင်က မြို့နယ်တွေအထင်းမှာယာနဲ့ရှိတဲ့လူငယ်လူရွယ်တွေဟာမိမိတို့သဘောဆန္ဒနဲ့ AAC ကိုစစ်တင်တဲ့တက်ရောက်ဖို့တွားရောက်နေကြတာတွေရှိနေကြတာဖြစ်ပါတယ်။အဲဒီလိုပဲစစ်တင်တဲ့တက်ဖို့ရှိတက်လာကြတဲ့ မောင်တော်မြို့နယ်နဲ့တောင်ကုန်းမြို့နယ်ကလူငယ်တွေရဲ့ရုပ်သံဖိုင်တွေကိုလည်းပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကအေအေးရဲ့မြေပြင်သတင်းမီဒီယာတွေကနေထုတ်ပြန်ဖော်ပြထားကြပါရရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်မှာအရခတတော် AA နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြားကနေထွက်ပြေးကြတဲ့ စစ်ကောင်စီရဲ့တပ်ပြေးတွေကိုကျေးရွာအုပ်ချုပ်ရေးမှုတွေရဲ့တရင်ပေးမှုကြောင့်ပြန်လည်ဖမ်းဆီးမိသွားတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့သတင်းရရှိပါရယ်။မတိုင်းရှောင်းမြို့အနေအမြောက်တပ်344ကဇွန်လ12ရက်နေ့တိုက်ပွဲအတွင်းထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်ပြေး16ရောက်အထက်က6ရောက်ပဲလွတ်မြောက်သွားပြီးတော့ကျန်တဲ့လူတွေကိုတော့ကျေးရွာအုပ်ချုပ်ရေးမှုတွေတရင်ပေးမှုကြောင့်ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်။ရေကြီးမြို့နယ်တပြေးအိုင်အုပ်ချုပ်ရေးမှုနဲ့ ဇယက်လအုပ်ချုပ်ရေးမှူးတော်ကနေနေမြေအတွင် ရောက်ရှိလာကြတဲ့တပ်ပြေးတွေကိုအမတ်တ344ကိုတရင်ပေးဖမ်းဆီးခိုင်းခဲ့တဲ့အတွက်ကြောင့်ရှေ့ရောက်ကိုပြန်ဖမ်းမိသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဇွန်လ22ရက်နေ့ကလည်းရေးကြီးမြို့နယ်လေဒီကြီးရွာကိုတပ်ပြေး15ရောက်ရောက်လာတဲ့အချိန်ဒေသခံတွေကကျုံပဒုတ်အုပ်ချုပ်ရေးမှူးအဝင်းစီတရင်ပေးပို့လိုက်တဲ့အတွက်အိုင်တပြုတ်လန်းစုံနဲ့ပန်တော်ကြီးတရားကိတ်ကစစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ လက်ရှိငတိုင်းရှောင်းမြို့အနီးစာစံဦးအစင်ဘက်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့ပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးငတိုင်းရှောင်းမြို့မှာစစ်ကောင်စီတပ်သားတွေစစ်ကူလိုက်ဖို့အတွက်ပြင်ဆင်နေကြတယ်လို့ဆိုပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ပါကစ္စတန်နိုင်ငံတဝမ်းမှာမိုးသိမ်းထန်စွာညှော်သွန်းပြီးရှက်တပြက်မူကြီးတာ ရေကြီးရာတွေကြောင့် အခုတည်င်ပတ်အတွင်းခလေးငယ်16ရောက်အပါအဝင်လူ32ရောက်သေဆုံးခဲ့တယ်လို့တဘဝ BND စီမံခန့်ခွဲရေးအရာရှိတွေကပြောကြားပါတယ်။36ရက်အတွင်းလျက်တပြက်ရေကြီးမှုနဲ့အင်ခေါင်မိုးပြိုကျမှုတွေကြောင့်လူ16ရောက်သေဆုံးခဲ့ပြီးအဲ့ဒီအထက်က10ရောက်ဟာခလေးငယ်တွေဖြစ်ကြတယ်လို့ဒေသတဘဝ BND စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ကတည်င်ထုတ်ပြန်ခဲ့ပါတယ်။ တည်ဆုံးသူတွေအထက်က73ယောက်ဟာအနောက်မြောက်ပိုင်းဆော့တောင်ကြားကဖြစ်တယ်လို့ဆိုပါတယ်။နိုင်ငံရဲ့အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်မှာအနည်းဆုံးလူ73ယောက်တည်ဆုံးခဲ့တယ်လို့အဲ့ဒီဒေသရဲ့သဘောဝဘီအန်ဒီရဲ့စီမံခန့်ခွဲရေးအနာပိုင်တွေကပြောကြားခဲ့ပါတယ်။ရေကြီးရေချမ်းမုံကြောင့်အင်ဂျင်56လုံးနဲ့ပျက်စီးခဲ့ရတယ်လို့သိရှိရပြီးမိုးသေးထန်စွာရောသွန်းခဲ့တဲ့အတွက်နိုင်ငံတွေနဲ့အမိုးတွေပြိုကျရာကနေတည်ဆုံးခဲ့ကြရခြင်းလည်းဖြစ်ပါတယ်။ မိုးသေးထန်စွာရွာသွန်းမှုနဲ့ရုတ်တရက်ရေကြီးတဲ့အန်ဒီဟာဆက်လက်မြင်မာနေမယ်လို့လည်းအမျိုးသားမိုးလေဝသဌာနကသတင်းပေးထားပါရယ်ပါကစ္စတန်ဟာရာသီဥတုဖောက်ပြန်မုန်တံကိုကမ္ဘာပေါ်မှာအများဆုံးခံနေရတဲ့နိုင်ငံတစ်ခုဖြစ်ပြီးနိုင်ငံအတွင်းလူဦးရေတန်း240ဟာတိုးမြင့်လာနေပြီးတော့ပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မုန်အခြေအနေတွေနဲ့မကြာခဏရင်ဆိုင်နေရတာဖြစ်ပါရယ်ရှင်နော်ရီဇီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်စရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်စရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။